ကဘာပေါ်ကလူတန်းရာကြီးပျောက်သွားပြီးတကဘာလုံးကမောက်ကမအဖြစ်ကုန်တယ်။နယူးယောက်လေစိမ်းမှာတော့ကောလိပ်ကျောင်းသူဂလိုရီကသူမအမေကိုအိမ်မြန်ရောက်တဲ့ကြောင်းဖုန်းခေါ်ခဲ့ပါတယ်။ပြီးတော့အလုပ်ပေါ်လာတာကြောင့်သူမဖေရဲ့မွေးနေ့ပါတီကိုလည်းဖျက်လိုက်တဲ့အကြောင်းကိုလည်းမေးလိုက်ပါတယ်။သူမရဲ့အဖေကလေမူးတယောက်ဖြစ်တာကြောင့်ဂလိုရီကလေစိမ်းမှာပဲခဏနေပြီးတော့တွေ့ဖို့ဆောင်းလိုက်ပါတယ်။အဲဒီအချိန်မှာတနင်္လာတယောက်ဖြစ်တဲ့ကင်မရွန်ကတော့ခရိယန်မျိုးသမီးတယောက်ကယေရှုကြောင့်လာပြောပြီးတော့ကိုးကွယ်ဖို့ပြောတာကိုနားထောင်နေရပါတယ်။ သူရဲ့လုံမှာမြင်နေကြဝမ်းနဲ့ကြည်ခွဲစရာဖြစ်ရတွေအကုန်လုံးကိုတမန်ကျမ်းစာကရှင်းပြနိုင်ပါတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ကလိုဝီကဘေးကရောက်လာပြီးဘုရားသခင်ကအပြစ်မရှိတဲ့လူတွေကိုလည်းအပြစ်ခံရအောင်လုပ်တဲ့အပြင်ကံကြမ္မာကလည်းထူးထူးဆန်းဆန်းပုံစံနဲ့အပြစ်ပေးတာမျိုးကြောင့်မယုံဘူးလို့ဝင်ထောက်လိုက်ပါတယ်။အမျိုးသမီးကထွက်သွားပြီးကင်မရွန်ကကလိုဝီကိုကူညီပေးတဲ့အတွက်ဂျေဇုတင်လိုက်ပါတယ်။ကလိုဝီကလည်းသူမမိကိုယ်တိုင်ကဘာသာရေးကိုကန်းဆိုင်လုံးတဲ့သူတယောက်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ကားပါကင်မှာတော့ကလိုဝီရဲ့ဖေရီဖော့က လင်းမဲဟက်ဒီနဲ့မစုံခင်သူ့ရဲ့လက်ထက်လက်စွပ်ကိုချွတ်လိုက်ပါတယ်။သူတို့လေဆေးကိုရောက်လာတဲ့အချိန်မှာတော့ Rayford က Chloe ကိုမြင်ပြီးတော့ဖတ်လိုက်ပါတယ်။ဒါမဲ့ Chloe ကတော့ Rayford တယောက်လင်းမဲနဲ့ဇလန်းတွေရှိနေတာကိုပြောလိုက်ပြီးသူမရဲ့မိဘတွေရဲ့ဆက်ဆံရေးပြဿနာအကြောင်းကိုပြောလိုက်ပါတယ်။ Rayford ကတော့သူတို့ကငငယ်ကလေးကလက်ထက်ခဲကြပြီးနှစ်တွေကြာလာတဲ့နေ့မြလူတွေကပြောင်းလဲလာကြတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။အရင်ကဘာသာရေးကိုပဲဆွဲလန်းလွန်းတာကြောင့်သူမနဲ့တူနေရတာကအဆင်မပြေဘူးဖြစ်လာခဲ့ပါတယ် သူမရဲ့ဖေကလက်ထက်လက်စွပ်ကိုမဝစ်ထားတာကိုမြင်ပြီးတော့ Glowy ကတော့ဒီနေ့အလုပ်ကိုဟတ်တီနဲ့အတူတူရှိကျင်လို့လာနေတာဖြစ်ကြောင်းနားလည်လိုက်ပါတယ် River ကတော့ Glowy ရဲ့ဇကားတွေကိုမသိချင်အောင်ဆောင်းလိုက်ပြီးကားတော်ကို ပေးခဲ့ကထွက်သွားပါတယ်အဲနောက်မှာတော့ Glowy က Cameron နဲ့ Coffee တူတူတောက်ဖို့သဘောတူလိုက်ပြီးဘာသာရေးအကြောင်းပြောလိုက်ကြပါတယ်လူတွေကဖြစ်စိုးတွေအတွက်ပါဘုရားသခင်ကိုကျေးဇူးတင်နေတာယူသွတ်တာဖြစ်ကြောင်းပြောနေကြပါတယ် ဲ့အချိန်လုံသမားတယောက်က YouTube လက်မှတ်နှစ်ခုကိုသူမအဖေစီပေးလိုက်ဖို့လုံသမားတယောက်ကလာပေးလိုက်ပါတယ်။အဲ့လိုနဲ့သူတို့စကားဝိုင်းကလည်းပြတ်သွားခဲ့ရပါတယ်။တကယ်တော့သူမအဖေရဲ့ဒီနေ့ခီးစဉ်ကကြိုတင်ထားပြီးသားဖြစ်ပါတယ်။ရုတ်တရက်ခေါ်လို့မဟုတ်ပါဘူး။မကြေနပ်တဲ့ Glowy ကတော့လက်မှတ်တွေကိုကင်မရွန်စီပဲပေးလိုက်ပြီးတော့သူမအစားပေးလိုက်ဖို့ပြောလိုက်ပါတယ်။ကင်မရွန်နဲ့ Rayford ကိုလေရင်ပေါ်ရောက်တဲ့အချိန်မှာတော့ Glowy ကကားရဲကသူမအဖေရဲ့လက်ထက်လွတ်စွတ်ကိုတွေ့သွားပါတယ်။သူမကအင်ကိုပြန်လာလိုက်ပြီးသူမရဲ့မောင်လေးရေမီကိုနှုတ်ဆက်လိုက်ပါတယ်။ ီနောက်မှာတော့သူမကသူမရဲ့အမိနဲ့စကားပြောလိုက်ပါတယ်။အစာပိုင်းမှာတော့ရောက်တက်ရရပြောရင်းကနေ Glowy ကလေးစေးကအဖြစ်ကိုပြောလိုက်တဲ့အချိန်မှာတော့စကားဝိုင်းလေးကလေးနဲ့လာခဲ့ပါတယ်။ Irene ကတော့ကျန်းစာတွေရွပြနေပေမဲ့ Glowy ကတော့ဒေါသထွက်လာခဲ့ပါတယ်။အဲဒါကြောင့်သူမကလည်းထွက်လာခဲ့ပါတယ်။အာယုံလဲဖို့အတွက် Remy ကိုခေါ်ပြီးတော့ဂုံလိုက်ကိုသွားလိုက်ပါတယ်။ကောင်းလေးကတော့မိဘတွေအတွက်စိုးရိမ်နေပေမဲ့ Glowy ကတော့အဆင်ပြေမှာပါဆိုပြီးတော့နှစ်သိမ့်လိုက်ပါတယ်။ ရုတ်တရက်လေးနှစ်ချက်လက်သွားခဲ့ပြီးတော့ Glowy တယောက်ဖတ်ထားတဲ့ Remy ကပျောက်သွားခဲ့ပြီးသူ့ဝက်စားတွေသာကြံခဲ့ပါတယ်။သူမရဲ့ဘက်လေကလူတွေအကုန်လုံးကလည်းသူတို့ရဲ့မိတ်ဆွေတွေချစ်သူတွေမိသားစုတွေပျောက်သွားတာကိုကြုံတွေ့လိုက်ရကြရပါတယ်။အဲဒီနောက်မှာတော့လူတိုင်းကထိတ်လန့်တကြဖြစ်ကုန်ကြပါတယ်။ကားမောင်းမဲ့သူပျောက်သွားတဲ့ကားတစ်စီးကအကုန်တိုက်စီကိုဝင်တိုက်ပါတယ်။ Glowy ကအထဲကိုကြီးလိုက်တဲ့အချိန်မှာတော့တည်နေတဲ့အလောင်းတွေကိုပဲမြင်လိုက်ရပါတယ်။မကြခင်မှာပဲပျောက်ကွယ်သွားတဲ့လူတွေရဲ့ပစ္စည်းတွေကိုလူယူကြပါတယ်။ အပြင်မှာလဲကားတွေကပိတ်မိနေခဲ့ပြီးတော့လမ်းသွားလမ်းလာတွေလည်းပိတ်နေခဲ့ပါပြီ။ River ရဲ့လေယာဉ်ပေါ်မှာတော့ကြီးတဲ့တချို့ကမိပြည့်ဆွေပြည့်စကားပြောနေကြပါတယ်။တချို့ကတော့တီးတန့်အနားယူနေကြပါတယ်။လေယာဉ်ကလမ်းကြောင်းပေါ်မှာချောချောမွေ့မွေ့ပဲမောင်းနေနေတာကြောင့် River တယောက်ခေါင်းကင်းကနေခဏထွက်ပြီးတော့ Hetty ကိုသွားတွေ့လိုက်ပါတယ်။ပြီးတော့ Cameron သူ့ကိုပေးထားတဲ့လက်မှတ်တွေကိုလည်းပြလိုက်ပါတယ်။ဒီနောက်မှာတော့ရုတ်တရက်လေယာဉ်ကလောက်ကသွားခဲ့ပြီးလူတွေပျောက်သွားကြောင်းကိုသတိထားမိလိုက်ကြပါတယ်။ ။လင်းကလည်းလမ်းကြောင်းကနေတွေ့ဖယ်သွားတာကြောင့်ခီးတယ်တွေကလည်းထိတ်လန့်တကြားဖြစ်ကုန်ကြပါရဲ့။အဲဒါကြောင့် Rayford ကခေါင်းကန်းကို ပြန်သွားလိုက်တဲ့အချိန်မှာတော့နောက်ထပ်အကူလေယာဉ်မှူးကပျောက်သွားတာကိုမြင်လိုက်ရပါရဲ့။သူကလေယာဉ်ကိုပြန်ထိချုပ်မောင်းနေလိုက်ရပါရဲ့။ကမ်ရွန်ကတော့လူတွေကလုံးထိတ်လန့်ပြီးခေါင်းကန်းတကားကိုသွားနေကြတာကိုမှတ်တမ်းတင်နေခဲ့ပါရဲ့။ဟက်ဒီကတော့လူတွေကိုစိတ်ညင်အောင်လုပ်ဖို့စူးစမ်းပေမဲ့မရတာကြောင့်ကမ်ရွန်ကပါကူညီပေးလိုက်ရပါတယ် အဲ့ဒါကိုကင်မရာကနေမြင်လိုက်ရတာကြောင့် river ကလေရင်ထဲကဖီးအားကိုမြင့်လိုက်ပြီးအောက်ဆီဂျင်မျက်နှာဖုံးတွေကိုချပေးလိုက်ပါတယ်။ခီးတယ်ရီလည်းတက်ရှူရခက်လာတာကြောင့်ရွေးချယ်စရာမရှိတော့ဘဲနဲ့နေရာမှာပြန်ထိုင်လိုက်ရပါတယ်။ river ကတော့ radio ကိုသုံးပြီးတော့အကူအညီတောင်းဖို့ကြိုးစားပေမဲ့လည်းဆက်သွယ်လို့ကမရခဲ့ပါဘူး။သူ့ဖုန်းကလည်းလုံးမလုံးတော့ပါဘူး။လူတိုင်းစိတ်ငြိမ်သွားမှ river ကဖီးအားကိုပုံမှန် ပြန်ထားလိုက်ပြီးတော့ခီးတယ်ရီနဲ့စကားသွားပြောလိုက်ပါတယ်။အခုချိန်မှာစိတ်ကိုငြိမ်အောင်မထားနိုင်ရင်သူတို့အတွက်အန္တရာယ်ပဲဖြစ်လာမယ့်အကြောင်းကိုလည်းရှင်းပြလိုက်ပါတယ်။ အဲဒါကြောင့်ခြေနွေတွေကိုတေချာမသိရသေးခင်အထိလူတိုင်းစိတ်ငြိမ်ငြိမ်ထားဖို့တိုက်တွန်းလိုက်ပါတယ်။ဒီနောက်မှာတော့ဟတ်တီကလည်းသူမရဲ့အကူလေရင်ပဲလဲပျောက်သွားတာကိုတွေ့သွားခဲ့ပြီးတော့လေရင်ကောင်းကင်က reforce ကိုသွားကပြောလိုက်ပါတယ်။သူမကလည်းကြောက်လန့်နေခဲ့ပါတယ်။လူတိုင်းကသူတို့ရဲ့ထိုင်ခုံတွေမှာမထိုင်ကြတော့ဘဲနဲ့ကမ်ရွန်ကလည်းလူတွေကိုလိုက်ပြီးတော့အင်တာဗျူးနေခဲ့ပါတယ်။လူတိုင်းကဘာမှထူးခြားတာမသိလိုက်ဘဲနဲ့ချက်ချင်းကြီးပျောက်ကွယ်သွားကြပြီးတော့ဝက်စားတွေသာကြံခဲ့တာလည်းဖြစ်ပါတယ်။ ကျောင်းလန်နေတဲ့မျိုးသမီးတယောက်ကတော့တန်းစင်ကန်းကိုသွားလိုက်ပြီးတော့စိတ်ညင်အောင်ဈေးတချို့ကိုတောက်လိုက်ပါတယ်။သူပြန်ရောက်လာတဲ့အချိန်မှာတော့ဒါရီအကုန်လုံးအစ်မဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ကင်မရွန်ကတော့သူမကိုအိတ်ခိုင်းလိုက်ပြီးတော့သူမရဲ့လက်ပေါ်မှာဒါရီကအစ်မဟုတ်ဘူးလို့ရေးထားတာကိုလည်းတွေ့လိုက်ပါတယ်။မွတ်စလင်မျိုးသမီးတယောက်ကတော့သူတို့ဖျားစာတွေကိုရွတ်ပြီးတော့ဖျားဝတ်တဲ့တင်ကြောင်ပြောလိုက်ပါတယ်။ဒါမဲ့လည်းနောက်လူတယောက်ကတော့သူတို့ကကိုးကွယ်တဲ့ဘာသာတွေမတူတာကြောင့်ဘလို့မှမတူဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ အခြေအနေတွေကမတည်ငြိမ်တော့တာကြောင့် River ကတော့ New York မြို့ကိုပဲပြန်ပေါင်းတော့မယ်ကြောင်းပြောလိုက်ပါတယ်။ကုန်တိုင်းမှာတော့ Glory ကအမြင်ဘက်ကိုထွက်လာနိုင်ခဲ့ပါတယ်။သူမကကားပါကင်ကိုသွားလိုက်ပြီးရေမီးကိုရှာကြည့်နေခဲ့ပါတယ်။ဒါမဲ့လည်းဒစည်းက River ရဲ့ကားပေါ်ကိုပြက်ကျလာတာကြောင့်သူမကရှောင်းတိန်လိုက်ရပါတယ်။ Glory ကတော့ခြေလီမဲသွားလာရပါတယ်။ဇိုင်းငယ်နဲ့လူတယောက်ကဖြတ်သွားတဲ့အချိန်မှာတော့သူမမောင်လေးရဲ့အိတ်ကိုဆွဲလူသွားခဲ့ပါတယ်။တရားပေါ်မှာတော့ကျောင်းကားဒစည်းကမှောက်သွားခဲ့ပါပြီ။ ကလိုဝီကကူညီပေးဖို့သွားလိုက်ပေမဲ့ကားထဲမှာဝတ်စားတွေကလွဲရင်ဘသူမှမရှိတာကိုမြင်လိုက်ရပါတယ်။အဲဒီနောက်သူမကအင်ကိုဖုန်းဆက်ကြည့်ပေမဲ့လည်းဘသူမှမဖြေခဲ့ပါဘူး။ရင်းနှိုင်းမှုတွေကအနှံ့ဖြစ်နေခဲ့ပြီးတော့ဈေးဝင်ကားတွေကထိခိုက်သူတွေကိုလာကော်နေခဲ့ပါတယ်။ကလိုဝီတောက်ပြေးသွားခဲ့ပြီးရေမီလည်းပါသွားသေးလားလို့ကြည့်လိုက်ပါတယ်။ဒါမဲ့လည်းရဲရီကသူမကိုတွန်းထုတ်လိုက်ရပါတယ်။ကလိုဝီကမျိုးရဲကိုသွားလာကြည့်နေရင်းနဲ့ရန်နာဆိုင်တစ်ခုရဲ့မှန်မြင်တွေကွဲထွက်လာတာကိုမြင်လိုက်ရပါတယ်။ ဓမြတယောက်ကအပြင်ကိုလွှဲထွက်သွားအောင်တနက်နဲ့ပြစ်ခံလိုက်ရပြီးတနက်နဲ့လူတယောက်လဲထွက်လာခဲ့ပါတယ်။တနက်ကိုဂလိုဝီစီကိုချိန်ထားသေးတာကြောင့်ဂလိုဝီကတော့ထွက်ပြေးလိုက်ရပါတယ်။အဲဒီနောက်ဂလိုဝီကစေယုံစီကိုရောက်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲစုံသက်ကရောက်လာခဲ့ပြီဆိုတဲ့ဆိုင်းဘုတ်ကိုမြင်လိုက်ရပါတယ်။ TV မှာတော့တနင်္ဂနွေလုံးကလူတွေအကုန်လုံးပျောက်ဆုံးသွားကြောင်းသတင်းတွေကိုတွေ့လိုက်ရပါတယ်။စေယုံရှေ့ပေါက်မှာလူတွေကရှုံနေတာကြောင့်ဂလိုဝီကအနားရောင်ကတ်လို့မရခဲ့ပါဘူး။သူမလည်းနောက်ပေါက်ကနေမန်နကားကိုရိုက်ခွဲလိုက်ပြီးတော့ကိုးဝင်လိုက်ပါတယ်။ ဇဲညံကလူတွေကိုရှောင်းရင်းရှားရင်းနဲ့ပဲသူမကမွေးကင်းစကလေးတွေကိုထားတဲ့အခန်းစီကိုရောက်သွားခဲ့ပါတယ်။သူမခန်းထဲကိုကြီးလိုက်ချိန်မှာတော့ကလေးတွေအကုန်လုံးလဲပျောက်သွားတာကိုမြင်လိုက်ရပါတယ်။အခန်းတွေထဲကိုစစ်ကြည့်လိုက်ရင်နဲ့သူမနောက်မှာကလေးမေတယောက်ပေါ်လာပြီးတော့သူမရဲ့ကလေးလိုကလေးတွေအကုန်လုံးပျောက်ကွယ်သွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အမေရိကန်နိုင်ငံမှာနေမဟုတ်ဘဲနဲ့တကမ္ဘာလုံးပျောက်ကွယ်သွားတဲ့အကြောင်းပြောလိုက်ပါတယ်။ River Rose မှာတော့သူတို့နဲ့နန်းချောင်းတူတူမောင်းနေလာနေတဲ့လေရင်တစည်းကိုရေဒါကနေမြင်နေရပါတယ် သူကလေရင်မှုကိုဆက်သွယ်ကြည့်မိမယ်လဲဘယ်သူမှမပြေခဲ့ပါဘူးအဲ့ဒီလေမှာတော့လေရင်မှုတွေမကြံရှိတော့ဘဲနဲ့အခီးတဲ့အနေငယ်သာကြံနေခဲ့ပါတယ်ဟက်တီကတော့နောက်ကိုအမြန်သွားပြီးတော့ခီးတဲ့တွေကိုခပတ်ပတ်ထားဖို့ပြောလိုက်ပါတယ်ရီဗော့ကလည်းသူတို့လေရင်ကိုရှောင်ဖို့စပြီးတော့စ조사လိုက်ပါတယ်ညနေချင်းဆိုင်ကလာနေတဲ့လေရင်နဲ့ပေါကာတီကာလေးရှောင်လိုက်နိုင်ပေမဲ့ရီဗော့တို့လေရင်တောင်ပံကတစ်ဖက်လေရင်နဲ့တိုက်မိသွားခဲ့ပါတယ်ကမ္ဘောဒီးယားဘရင်ဘောက်ကနေလှမ်းကြည့်လိုက်တော့တခြားလေရင်ကပြက်ကျသွားတာကိုမြင်လိုက်ရပါတယ်။ခီးတဲ့တယောက်ကတော့လူတွေအာယုံများနေတော့ ူစလင်ခီးတယ်ရဲ့အိတ်ကိုယူလိုက်ပြီးတော့ဘုံတွေလက်နဲ့တွေပါလာသလားလို့စစ်ကြည့်လိုက်ပါတယ်။ဒါမဲ့လည်းလျှက်စစ်သွားတိုက်တန်တချောင်းသာထွက်လာခဲ့ပါတယ်။နောက်ထပ်လူတယောက်ကတော့လူသားတွေမှာဒီလိုမျိုးပျောက်ွယ်သွားအောင်လုပ်နိုင်မဲ့ဤပညာတွေမရှိသေးတာကြောင့်ဂျူသားတွေလုံနေတာပဲဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းနဲ့နှင်းငယ်လောက်ကြာပြီးတဲ့အချိန်မှာတော့ခီးတယ်တွေကလေရင်တောင်ပေါ်မှာထူးဆန်းတာတွေတွေ့တယ်လို့ပြောလိုက်ပါတယ်။ဟက်ဒီကကမ်ရွန်ကိုတပ်ပုံရိုက်ခိုင်းလိုက်ပြီးတော့ရေဖော့ကိုပြခိုင်းလိုက်ပါတယ်။ ရေဖော်ကတော့လင်းတောင်မန်ကထိခိုက်သွားခဲ့ပြီးလင်းကိုဆင်းသက်ဖို့တောင်ခက်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။အော်တိုဘိုင်းလော့စ်နဲ့ကလည်းလုံးမလုံးတော့တာကြောင့်ရေဖော်ကခေါင်းကန်တဲကနေထွက်မရတော့ပါဘူး။လင်းတောင်မန်ကနေတခုခုထွက်ကြနေလားလို့စစ်ကြည့်ခိုင်းလိုက်ပါတယ်။ကမ်မရွန်စစ်ကြည့်လိုက်တဲ့အချိန်မှာတော့လင်းစီတွေထွက်ကြနေတာကိုသိလိုက်ရပါတယ်။နောက်ထပ်ခီးတဲ့တယောက်ကလည်းမြင်သွားပြီးတော့ကြောက်လန့်ကုန်ပါတယ်။မျိုးသမီးတယောက်ကလည်းထိတ်လန့်နေပြီးတော့သူမရဲ့ကလေးပြောက်သွားတဲ့နေရာကိုပြန်သွားကျင်နေခဲ့ပါတယ်။ ရုတ်တရက်စီတွေကြောင့်မီးလောင်လာခဲ့ပြီးတော့လေရင်လဲလှုပ်ရမ်းလာခဲ့ပါတယ်။လူတွေကလည်းထိတ်လန့်ကုန်ကြပြန်ပါပြီ။ဟယ်ဒီနဲ့ကမ်ရွန်ကတော့လူတိုင်းကိုစိတ်ငြိမ်ငြိမ်ထားဖို့ပြောပြနေကြပါတယ်။ကမ်ရွန်ကရေဖော့ကိုပြောလိုက်ပေမဲ့ရေဖော့ကတော့နယူးယောက်ကိုရောက်အောင်သွားဖို့ပဲတတ်နိုင်ကြောင်ပြောလိုက်ပါတယ်။တဖြည်းဖြည်းနဲ့စီကုံလာလို့မီးငြိမ်သွားပြီးတော့သူတို့အတွက်လေရင်ကအကြာကြီးမပြန်တန်းနိုင်တော့ပါဘူး။ကလိုဝီကတော့သူမရဲ့ရက်ွက်ထဲပြန်ရောက်လာချိန်မှာတော့လူတွေအများကြီးကသူတို့ရဲ့မိသားစုတွေပျောက်ဆုံးသွားတဲ့အတွက်ငိုနေကြတာကိုမြင်လိုက်ရပါတယ်။ Glowy ကလည်းအိမ်ပြန်လာပြီးတော့အိမ်မှာရှင်းလင်းနေတာကိုမြင်လိုက်ရပါတယ်။သူမရဲ့မိရဲ့ဝက်လက်စတွေသာရေချိုးကန်းထဲမှာကျန်နေခဲ့ပြီးတော့ဖုန်းကလည်းတံမက်ဆီရှိမနေခဲ့ပါဘူး။ Glowy က Aaron ရဲ့တမန်ကျန်းစာစာအုပ်ကိုရှာတွေ့တဲ့အချိန်မှာတော့သူမကဒေါသကြီးပဲလွှင့်ပြစ်လိုက်ပါတယ်။အဲနောက်သူမကချက်ချောင်းစီကိုတွားလိုက်ပါတယ်။ချက်ချောင်းမှာတော့ဖုန်းတော်ကြီးကဒါကတန့်စင်ရှင်းလင်းမှုဖြစ်ပြီးတော့ပျောက်ကွယ်သွားတဲ့လူတွေကကောင်းငင်ဘုံကိုရောက်သွားကြတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။သူကဘာလို့ကြံနေခဲ့ရသလဲဆိုရင်တော့ နှစ်များစွာတရားဟောပြောနေခဲ့ပေမဲ့သူကဘယ်တော့မှယုံကြည်ခြင်းမရှိခဲ့လို့ပါပဲ။ဘုရားသခင်ကလူတွေနဲ့သူ့ကိုတဝင့်ယုံကြည်မှုတွေကိုမှောင်မိုက်လာမဲ့အချိန်ကာလတွေကနေလွတ်မြောက်နိုင်အောင်ခေါ်ဆောင်သွားတယ်လို့ပြောလိုက်ပါရယ်။ဒီပြေကြောင့်ဂလိုဝီကဒေါသပိုးထွက်လာပြီးတော့အဟိကာထွက်သွားခဲ့ပါရယ်။ဒီအပေါ်မှာတော့ရီဖော့ကသူ့ဘော်ရဲ့ဝက်စားတွေကိုကြည့်လိုက်ရင်းနဲ့နိုင်ကိုလည်းကြည့်လိုက်ပါရယ်။အဲနိုင်မှာတော့ဂျွန်36လို့မှတ်ထားပြီးတော့ အဲ့ဒါကတမန်ကျမ်းစာတွေကဘုရားသခင်ကိုယုံကြည်သက်ဝင်သူတွေကထာဝရအသက်ကိုရနိုင်လိမ့်မယ်လို့ပါရှိတဲ့စာပိုက်ပါပဲ။ဟဲဒီကလည်းလေယာဉ်မဲတယောက်ရဲ့ပစ္စည်းတွေကိုယူလာပြီးတော့သူတို့ကတမန်ကျမ်းစာကိုမှတ်ထားတဲ့မှတ်စုစာအုပ်ကိုတွေ့လိုက်ကြပါလေ။ရေဖော့ကတော့ဒါကတန့်စင်ရှင်းလင်းမှုဖြစ်ပြီးတော့သူ့ရဲ့မိမကသိနေကြကြောင်းပြောပြလိုက်ပါတယ်။ဟဲဒီကတော့အိဗယ်မရှိဘူးလို့ခံစားလိုက်ရပြီးတော့ထွက်သွားပါတယ်။ခီးတယ်ရေရှိရမှာတော့မျိုးသမီးတယောက်ကတနတ်တလဲထုတ်လိုက်ပြီးတော့ချင်းကြောက်လိုက်ပါတယ်။သူမကိုမှန်တိုင်းပြောပြခိုင်းလိုက်ပါတယ်။ မကဒီလူတွေကိုသူမယောက်ျားကသူမသမီးလေးကိုလူယူဖို့ခေါ်လာတယ်လို့ထင်နေခဲ့တာပါကင်မရော့ကတော့သူမကိုဖြောင်းပြလိုက်ပြီးတော့စီးဆွဲနေတဲ့ခီးတွေကသူမကအရင်တုန်းကဘာသာရေးကျောင်းမှာတက်ခဲ့ပြီးတော့အခုဖြစ်ဖြစ်ကတန့်စင်ရှင်းလင်းမှုနဲ့တူနေကပျောက်သွားတဲ့လူတွေကကောင်းငင်ဘုံကိုသွားရတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အမေမျိုးသမီးကတော့သူမသမီးမရှိဘဲနဲ့မနေနိုင်တာကြောင့်တက်တည်ဖို့ကြိုးစားလိုက်ပါတယ်ကမ်ရွန်ကတော့သူ့မိရဲ့အကြောင်းကိုပြောပြလိုက်ရင်းနဲ့ဖြောင်းပြလိုက်ကတနတ်ကိုလည်းတင်းယူလိုက်ပါတယ် ခဏကြာမှာတော့ Rayford တယောက်ရေဒီယိုကနေတန်ကြားလိုက်ရပြီးတကဘာလုံးလူတွေပျောက်သွားကြောင်းကိုသိလိုက်ရပါတယ်။လေစိမ့်မှာတော့လေရင်တွေပြက်ကျသွားတာကြောင့်ဆင်းသက်မရတော့ပါဘူး။အဲဒါကြောင့် Rayford တို့တွေလည်းဂုံးပြေပြင်းတစ်ခုမှပဲဆင်းသက်ရမှာဖြစ်ပါတယ်။ Rayford တယောက်ပြန်မပြေနိုင်ခင်မှာပဲရေဒီယိုကပြန်ပြီးတော့ပြက်သွားခဲ့ပြန်ပါတယ်။ Cameron ကတော့သတင်းတယောက်ဖြစ်တာကြောင့် Joe Roof ဖုန်းရှိနေပြီးတော့ Rayford က Glowy ကိုဖုန်းကောခန်းလိုက်ပါတယ်။ Cameron ကတော့သူကိုကြည့်ပေမဲ့မရဘူးလို့ပြောလိုက်ပါတယ်။ ကလိုဝီချန်တာပေးခဲ့တဲ့စာရွက်ထဲကစာကိုပြလိုက်ရင်းနဲ့ရီဖော့ကသူသမီးကိုတောင်းပန်ခြင်းနဲ့ကြောင်းပြောပြနေခဲ့ပါတယ်။သူတို့ဆက်ဆံရေးအဆင်မပြေရတာကသူမိမကြောင့်မဟုတ်ဘဲနဲ့အမြဲတမ်းရှောင်ထွက်နေခဲ့တဲ့သူကြောင့်လို့ဝန်ခံလိုက်ပါတယ်။အဲဒီအချိန်မှာဆဲတဲ့ကြနေတဲ့ကလိုဝီကတော့တရားသင်းပေါ်တက်လိုက်ပါတယ်။အပြင်ကမြင်ကွင်းတွေကိုခဏကြည့်လိုက်ပြီးသူမကသူမရဲ့အမေကိုစောပိုင်းကဆက်ဆံခဲ့တဲ့ပုံနဲ့ပတ်သက်ပြီးတော့တောင်းပန်လိုက်ပါတယ်။သူမခုံကြတော့မဲ့အချိန်မှာပဲကင်မရွန်ရဲ့ဖုန်းကဝင်လာပြီးတော့ရီဖော့နဲ့ဖုန်းပြောလိုက်ရပါတယ်။ တို့နှစ်ယောက်ကတယောက်နဲ့တယောက်ချစ်တယ်လို့ပြောလိုက်ကြပြင်းနဲ့ Iron Man နဲ့အကြောင်းကိုလည်းပြောလိုက်ကြပါတယ်။ River ကတော့တို့ဆင်းသက်ဖို့နေရာရှာဖို့မဖြစ်နိုင်ကြောင်းပြောနေတော့မှာပဲဖုန်းလိုင်းကပြတ်သွားပြီးတော့ရက်သွားခဲ့ပါတယ်။သူမဖေတက်ရှင်နေသေးတာကိုသိလိုက် ပြီးတဲ့နောက်မှာတော့ Chloe တယောက်တရားပေါ်ကနေခုံဆင်းကမျိုးရဲကိုပြန်လာခဲ့ပါတယ်။သူမကဆိုင်ကယ်တစ်စီးကိုယူစည်းလိုက်ပြီးတော့မျိုးရဲကိုမြန်မြန်သွားလိုက်ပါတယ်။အဲ့ဒီချိန် River ကတော့ခီးတဲ့တွေကိုတက်ရှင်ဖို့အခွင့်အရေးနှဲကြောင်းပြောလိုက်ကဆူတောင်းကြဖို့လည်းကြံပေးလိုက်ပါတယ်။ ဒီချိန်မှာပဲ Glory ကစောက်လို့ရေးလုပ်ငန်းခွင်တစ်ခုကိုသွားလိုက်ပြီးတော့ကားတစ်စီးကိုယူကာလမ်းကြောင်းကားပစ္စည်းတွေကိုဝင်တိုက်ပြီးတော့ရှင်းလင်းလိုက်ပါတယ်။သူမကကင်မရွန်ကိုဖုန်းကောလိုက်တော့ကံကောင်းစွာနဲ့ပဲဖုန်းကဝင်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူမကသူမဖေတို့အတွက်လေရင်ဆင်းဖို့နေရာကိုရှာတွေ့ထားကြောင်းပြောလိုက်ပါတယ်။လေရင်ရဲ့ဒီနေရာပြစနစ်ကလုံမလုံတော့တာကြောင့်ကင်မရွန်က Glory ကိုဖုန်းဖွင့်ပြီးတော့တန်လိုက်အိမ်မြောက်အက်ကနေ coordinate တွေပြောပြခန်းလိုက်ပါတယ်။ ကင်မရွန်ကကိုရီနေတွေကိုသူ့ဖုန်းထဲမှာထည့်လိုက်ပြီးတော့ revolver ကတော့အဲ့ဓာရီကိုလမ်းပြပြစ်သုံးပြီးတော့လေရင်ကိုမောင်းနှင်လိုက်ပါတယ်။ဒါမဲ့ညာကမောင်းလုံးနေတာကြောင့်သူတို့အတွက်နေရာတိကျကရှာမရခဲ့ပါဘူး။ဦးစိုးကျင်တော့လေရင်ကလည်းစီကုံနေခဲ့ပါပြီ။အဲ့ဒီချိန်မှာပဲ Chloe နဲ့ဆက်သွယ်ပြန်ရခဲ့ပြီးတော့ revolver ကပိုပြီးလင်းနဲ့မီးနဲ့အချက်ပြဖို့ပြောလိုက်ပါတယ်။အနီးနားမှာဓာတ်စီပုံးတွေရှိနေတာကြောင့် Chloe ကလောင်းချလိုက်ပြီးတော့မီးရှို့လိုက်ပါတယ်။အဲ့ဒီကနေပောက်ကွဲမှုဖြစ်သွားတော့ revolver ကမီးတော့တွေကိုမြင်လိုက်ကြရပါတယ်။ ဒီနောက်မှာတော့လီယင်ကအဲ့ညာကိုဥတီပြီးတော့ဆင်းသက်လိုက်ပါတယ်။ကလိုဝီကဒရဂါပေါ်ပြန်တက်လိုက်ပြီးတော့လမ်းကနေထွက်သွားလိုက်ပါတယ်။ဒါမဲ့လည်းသူမကမိချောင်းအာယုံများနေပြီးတော့လမ်းမှာဝင်တိုက်မိသွားခဲ့ပါတယ်။လီယင်ကတော့တကြိုးတွေကိုဝင်တိုက်မိသွားခဲ့ပေမဲ့နည်းနည်းပဲလှုပ်ရမ်းသွားစီခဲ့ပါတယ်။မကြာခင်မှာပဲမြေပြင်နဲ့နီးလာခဲ့ပေမဲ့နောက်ဘင်းတွေကထွက်မလာတာကြောင့်လီယင်ကတင်းဆောင်နေခဲ့ပါတယ်။လီယင်ရဲ့တောင်ပံတစ်ဖက်ကလည်းမြေပြင်နဲ့ထိမိနေခဲ့ပြီးတော့တစောင်းကြီးဖြစ်နေခဲ့ပါတယ်။ ဒါမဲ့ River ကတော့လေရင်ကိုပြန်တက်အောင်မောင်းနှင်လိုက်နိုင်ခဲ့ပြီးတော့ Chloe နဲ့ Tracker ကိုလေရင်နဲ့မတိုင်းမိလိုက်ခင်မှာပဲပြန်တက်နိုင်ခဲ့ပါတယ်။လေရင်ကမြေပြင်ပေါ်မှာရှော့ကျသွားခဲ့ပြီးလမ်းကအရာအလုံးနဲ့လည်းဝင်တိုက်မိကုန်ပါတယ်။ဒီနောက်မှာတော့လေရင်ကလမ်းအဆုံးမှာရှိနေတဲ့ဓာတ်စီကားကိုပါဝင်တိုက်မိတော့မလို့ဖြစ်သွားခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲမတိုင်းမိခင်မှာပဲရက်သွားခဲ့ပါတယ်။ Chloe ရှိုးခဲ့တဲ့မိတွေကထတ်လောင်လာခဲ့ပြီး Chloe ကလည်းလေရင်စီကိုပြေးလာခဲ့ပါတယ်။ ဟယ်ရီကလည်းလင်းတကားကိုဖွင့်ပေးလိုက်ပြီးတော့လေးအခန်းကလူတိုင်းကိုပြင်ထွက်ခိုင်းလိုက်ပါတယ်။ဂလိုဘီကတော့ River Rose ပြေးလာကဖက်လိုက်ပါတယ်။ River ကတော့သူထွန်မသွားတင်ဘူးလို့ပြောလိုက်ပါတယ်။ဂလိုဘီက River ကိုသူတို့ရဲ့လက်ထက်လက်စွပ်ကိုပေးလိုက်ပါတယ်။ဒီနောက်မှာတော့လူတွေကမီးတွေတောက်လောင်နေတဲ့မြို့ကြီးကိုကြည့်လိုက်ကြပါတယ်။ကမ်ရွန်ကတော့ဒါကအဆုံးသက်ပဲလို့ပြောပေမဲ့ဂလိုဘီကတော့ဒါကအစာပဲဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဇလန်ကတော့ဒါပါပဲခင်ဗျ။ဇုံဒီနားဆင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။